အားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့ဖတ်ပြပေးမယ့်ဝတ်ထုလေးကတော့ဆရာကြီးပုလေးရေးထားတဲ့ကျေးဇူးတင်ဖို့ကောင်းတဲ့မြေကြီးနဲ့ကြောက်ခဲလေးတွေဆိုတဲ့ဝတ်ထုတော်လေးပဲဖြစ်ပါတယ်။ကျေးဇူးတင်ဖို့ကောင်းတဲ့မြေကြီးနဲ့ကြောက်ခဲလေးတွေသူတို့အညာမှာမိုးကခေါင်တလောက်ဟောဒီအချိန်မှာမိုးတွေက ရွာလာပါလား။တခါတလေရွာလိုက်တာမှရေပြည့်နေအေယာမှာမိုးပြဲတဲ့ဦးကြီးကိုတုံမောက်ချလိုက်တယ်လို့ပဲ။ ပင်လေတမုတ်ရရာထဲမှာရေတွေမှကြံ့ရကြပါသေးရဲ့လားလို့ထင်ရလောက်အောင်ကိုရွာတာအညာသားဖြစ်တဲ့သူဟာအကြိမ်မိုးနဲ့နေသားတကြမဖြစ်ခင်မှာအတော်နေရခက်တယ်ပြီးတော့မိသားစုနဲ့ခွဲခွာနေခြင်းဆိုတော့တိမ်ညိုတိမ်မဲတွေကလည်းအလွမ်းတိမ်ဖြစ်ကြမိုးရီဆက်တွေကလည်းအလွမ်းမိုးဆက်တွေဖြစ်နေကြတော့တာပေါ့တော်ပါသေးရဲ့မိုးရီတွေကြောင့်မြေပြင်ဟာဘွတ်ထမနေရဖဲအလိုက်တဲ့စီးသွားအလျားတဲ့စိတ်ဝင်သွားပြီလို့ တာဝန်ကျင်မှာမြင်မြင်ရသမျှအယောင်ဆင်းဆိုလို့သုံးမျိုးသုံးစားပဲမြင်တွေ့နေရတာကိုတော့သူစိတ်ပြည့်မိတယ်။ဟိုမှာအဖြူဟိုနေရာခက်စိမ့်စိမ့်ဒီအနားစိတ်ညိုညိုဟိုဘက်မှာနီညိုရဒီဘက်မှာနီညိုရမိုးလင်းကနေမိုးချုံတည့်ရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်အဖြူအစိမ့်နီညိုရောင်တွေကြီးမကြည့်ချင်းမြင်ရသားနဲ့နေရတာလကိုနှစ်တွေစားခဲ့ပြီ။ပတ်ဝန်းကျင်မှာရှိတဲ့လူတွေရော သူကိုယ်တိုင်ရောအဖြူရော ပတ်ပတ်လဲကြည်လေရမှာရှောင်းမလွတ်တာက မြင်းနီအောင်တုတ်ထားပြီးရင်းညိတွေဆွဲပြီးစိမ့်ညို့မှောင်းနေတဲ့အုံနေရန်ပြီးတော့သူတို့စိုက်ထားကြတဲ့ကစွန်ကြီးပင်တွေဟင်းနုနေတွေမုံညင်းမုံလာပင်တွေကအစိမ်းရောက်မနေ့ကလည်းဖြူနီစိမ့်ဒီနေ့တော့နီဖြူစိမ့်မနေ့ပြန်ကြတော့စိမ့်နီဖြူနောက်နေ့တွေကြတော့လေဒီအောင်၃ရောင်တည်းမှာပဲတန်တရားလဲနေအောင်ပါ ကြာလာတော့လေသူစိတ်ပြည့်မိတာပေါ့ပြီးတော့ဘာဂီတမှလည်းနားထောင်စရာမရှိတဲ့ရဝန်တခါတလေအကြောင်းအတင်တိုက်ဆိုင်လုံးပါမှ ရွာမဘက်စီကထင်မာရဲ့တခါတရံအိတ်တိတ်ဒီဘက်စီကထင်မာရဲ့အတန်ချက်ဆက်ကတချင်းကလေးတဲ့တဲ့လေချောင်းကြုံနဲ့မျက်စိလဲလမ်းမရောက်လာတတ်တယ်။စာဥရေငါအရောက်လာခဲ့မှာမောင်ဘယ်လိုဖြစ်ဖြစ်မရတော့ဘူး။အရှုံးမပေးနဲ့မိငယ်ရေလူကြီးတိတ်တောင်အဲ့လိုမရပါဘူးနဲ့။ တူတူတက်တက်ကြာရတဲ့တချင်းတန်ကိုနားဆိုင်ထောင်းနေတော့လေချောင်းကချော်ထွက်သွားတော့သူ့နာကရင်ချင်းကြံရစ်ပြန်ရောညာအိတ်ဆောင်ပိတ်ချိန်မှာတော့ခရမ်းနယ်ဘက်ကဓမြမုံနယ်ဒီထဲရောက်လာတဲ့နာနူးတို့မော်လမြိုင်ကျွန်းဘက်ကပစ္စည်းယူလူတက်မှုကျွလွန်ခဲ့ကြတဲ့ပါတိုးတို့တန်လုံးတို့ပလတ်စတစ်စလုံးကိုဘုံလုတ်ပြီးတချင်းတွေဆိုတတ်ကြတယ်။တန်စင်ခုနှစ်ပါးရဲ့ဟိုဘက်ကအထမမြောက်တန်စင်နဲ့နဝမမြောက်တန်စင်တွေလား နံပါတ်ထိုးမရတဲ့တန်စင်အစ်စ်တွေနဲ့ဆိုးနေလိုက်ကြတာကြာတော့လေသူတို့တခြင်းတွေကထတ်တရားမကတော့ဘူးဒီတော့ရိုးအီလာပြီလေသူတို့လည်းတခြင်းတွေဒီလိုဆိုရဟရမှာနေသာကြပေမပေါ့အစိုးရတွေရဲ့နာမည်ကြီးတခြင်းတွေကိုအညီအဟောက်စာမြောင်တွေတွတ်သွင်းဖလဲဆက်ဆိုထားတဲ့နာနူးတို့တခြင်းတွေကိုအိယာဘောကြော်ခင်းရင်အကျော်ဆန့်နေတဲ့သူကတော့ကြားတစ်ချက်မကြားတစ်ချက်ယောက်ျားသားတွေကြီးနေကြတဲ့ကြားအတိုင်းပြီး ဖိုလောကသားတွေရဲ့ဖိုမျိုးတော်ဆိုတော့နာနူးတို့ရဲ့တချင်းတွေထဲမှာ ရုံရင်တာတွေတစ်တစ်ခွာခွာတွေဘုံဘောလောအောပေါ့စီကြိုတာရောခွဲလုံးပုံတာရောအမလီတော်တွေရောပါကြလေတော့ကြိုးထိုးစိတ်ပရိတွေနေနံစိတ်ပရိတွေနဲ့တန်ဖို့တေဂါထာတွေနမောတေဂါထာတွေစိတ်နေကြသူတွေရဲ့နာကို မတိန်ကျန်တယ်လို့ဖြစ်နေကြတယ်လေကြော်ခင်းအညောင်းဆန့် ပေါင်းထမင်းလုံးတွေကိုစီရင်သူ့မိတ်ဆွေတွေကတော့အတိတ်ပစ္စုပ္ပန်နဲ့အနာဂတ်သုံးပြည်တော်ကိုခြေဆန့်ခရီးပြင်းနှင်းနေတယ်။ငငယ်ကကစားခဲ့တဲ့ပေါလုံးပွဲတွေမှာရှုံနေတာတွေအနိုင်ရခဲ့တာတွေနေဘရွန်အမြောက်အာရီပြရဲ့လော်ရန့်စ်လူစွမ်းကောင်း9ယောက်စတဲ့တိုက်နှစ်တခဲတဲ့ရုပ်ရှင်ဇက်လန်းတွေပြန်ပြီးအရသာခံစဉ်းစားရင်းចောင်းသားဘဝကလွတ်သွားခဲ့ရတဲ့ချစ်သူကြီးစား၅ကြီးတွေအကြောင်းလဲပါတာပေါ့။ ဆရာပမောတင်အောင်ဆရာတကုံတရားဆရာမြတန်းတင်တို့ရေးခဲ့တဲ့စာအုပ်တွေကဆွဲမဲ့မှတ်မိနေတဲ့လူမိတ်ဆွေတွေမကြီးဆရာကြီးဥက္ကမောင်ဗန်းဆရာဦးအောင်ခင်ဆရာဦးဘရင်ကလေးဆရာပေါ်ဦးသိဆရာခင်မောင်ရင်ကိုရွှေအောင်သိကိုအောင်တိတ်တို့ရဲ့လက်ရမြောက်ပကြီကားတွေလဲသူ့စိတ်အာယုံထဲမှာပြန်ပေါ်လာတယ်။တကောင်းနဲ့ကြာညက်ကြာကအင်္ဂလီ၄၅၆လုံးပဲရှိတဲ့ ငလင်ပြူဆိုတဲ့ရွာကလေးမှာအခြေဆိုင်ကြပြီးဘူမိဗေဒကွင်းဆင်းခဲ့ကြတဲ့အတွေ့အကြုံတွေကြာညက်လက်ရည်စင်အတင်းနဲ့သူတို့တွေဘောလုံးရှင်ပြိုင်ကစားခဲ့ကြပုံတွေအနီစခန်းပေါင်နီကြာရင်ရေကျွဲနှထောက်ရွာတွေကဘူမိဗေဒကွင်းဆင်းရင်ခင်မင်ယဉ်နိခဲ့ကြတဲ့မိတ်ဆွေတွေကိုတတိယအောင်မြင်ရင်သူ့စိတ်ကူးတွေလွတ်လပ်ပြန်ဝဲနေကြတယ်သူနဲ့ကန့်ရဲ့အိတ်တဲ့မိုးရင်စေဝါလက်ဝဲထားရှိမှုနဲ့ရောက်လာတဲ့ တိုက်ဦးနေတဲ့ကဦးလေးခန့်ကတော့သူ့ရဲ့လက်မလက်သေးကနှစ်ခုနဲ့တန်းကြီးမတွေကိုနာနာတုံနေတယ်။သူ့ခါကန်ကန်ကြီးကိုပိုပြီးကိုင်းလိုက်ပြီးမျက်မှောင်တွေ ကုတ်လိုက်မိပြီဆိုရင်တော့တန်းကြီးမတွေကန်ဆိုးကုန်ကြတော့တာပေါ့။သူခမားထင်းထင်းရှားရှားမြင်ရတာတော့မဟုတ်ရှာပါဘူး။ဒါပေမဲ့တန်းကြီးတွေဘယ်နာနေလိနေထားရှိတယ်ဆိုတာသိလေတော့ကြွန့်ကျင်ရလိမ္မာရပေါ့။သူရောက်နေတဲ့အဆောင်တော့အခန်းနံပါတ်၄မှာ ဘဝတူအယောက်100ကျော်ရှိတယ်။ဒီလူ100ကျော်ကိုအထင်ခိုင်းထားခံရသူကတော့ရုပ်ရှင်တွေထဲမှာပါတတ်တဲ့စိတ်ဒစာလူသက်သမားလိုတွေးအေးအေးနဲ့ရရက်ဆက်ဆက်လူသက်လာခဲ့တဲ့လူတစ်ယောက်ပဲ။တရားရုံးကသူ့ကိုတည်တံ့ချခဲ့တယ်။ဒါပေမဲ့ဒီလူကြီးတည်နေမစေခဲ့ဘူး။အမိန့်ကျညာချက်တစ်ခုကြောင့်ဒီလူကြီးကိုတည်တံ့ကနေတသက်တကြုံပြောင်းချမှတ်လိုက်တယ်။အရက်ကဂလန်ဂလာမျက်ပေါက်ကျဉ်ကျဉ်နှာခေါင်းပွတ်တာတာ မျက်နှာမှာဝက်ချံပုံးတွေပရပြစ်နေအပြုံးရယ်မရှိမျက်နှာထားဆူဆူနဲ့ဒီအခန်းလူကြီးကိုကွယ်ရမှာတရေကြီးလို့ခေါ်ကြတယ်။အရင်ကထောင်ပနခါကြဖို့ပြီးတရေကြီးဆိုတဲ့ဘွက်ကိုဘာလို့အနှင်းထားကြပါလဲ။ဆက်ဆူခြင်းစရာမကောင်းလို့ထင်ပါရဲ့။ဘယ်သူကမှမဆက်ဆူကြဘူး။စိတ်ပတိတကုံလက်ဘက်မှာဆွဲခြင်းဆွဲထားမယ်။ဒါမှမဟုတ်ဘယ်လက်မှာကန်ခြင်းကန်ထားမယ်။ ညာဘက်မှာတော့အဂျန်နာတွေကိုရိုက်ဖို့တုတ်တချောင်းအမဲလိုလိုကင်ထားလိရှိတဲ့တရေကြီးကိုတလဘက်ကခိုးမှုနဲ့ထောင်ကြတဲ့အောင်ဖို့ကအလကဟန်ဆောင်နေတဲ့တရေကြီးလိန်စရာမရှိဖျားတောင်မှလိန်နဲ့လူလိန်ကြီးပါဇက်ကဖျားဖျားလက်ကကာယကာယဆိုတဲ့အကောင်ကြီးထောင်ထဲကနေခြေထောက်ကအရင်ထွက်မလာပါစေနဲ့ခေါင်းကအရင်ထွက်လာပါစေလို့ဆုတောင်းပေးနေတယ်တခိုးအောင်ဖို့ကိုတရေကြီးကတမန်လေးကရိုက်ထားတာအရှိုးတွေထင်းလို့ ထိပြန်လိုတဲ့နေ့တို့ဒီအရှိုးတွေကနှစ်ရက်သုံးရက်နဲ့ပြောင်းအောင်မှာမဟုတ်ဘူးဒီတရေကြီးကိုအပြင်ရောက်ရင်တရေဘဝကကျွတ်အောင်ချွတ်မယ်လို့ကြိမ်းဝါနေကြတဲ့အောင်ဖို့တို့လိုအောက်လန်းသမားတွေအထက်လန်းသမားတွေကအများကြီးတရေကြီးကအခန့်သာအချင်းချင်းပြဿနာမဖြစ်ရအောင်ချမှတ်ထားတဲ့စီကန်းတွေနဲ့ညီနေအောင်ချိကျက်ပေးရတာအပြင်သူတို့ဘာစကားတွေပြောနေကြတယ်ပါရီတိုင်မင်းနေကြတယ်ဆိုတာတွေကိုအမြဲနားဆွင့်နေပြီး ထောက်မှုစီကို အစီရင်ခံရတဲ့အခန်းလူကြီးတွေရဲ့အလုပ်ကို တာဝန်ကျေးတဲ့အပြင်အလွန်ကြိုးနော်တဲ့လူမဂ္ဂဇင်းမှာအက်ဒီတာလုပ်ခဲ့တဲ့ကိုမြင့်ဆန်းနဲ့တွေ့ကြတဲ့အခါတယောက်နဲ့တယောက်ဖတ်ဖို့ကြတဲ့ဝတ္ထုတွေဆောင်းပါးတွေကြပြားတွေအကြောင်းလမ်းလျှောက်ရင်းစကားတွေပြောကြတယ်အဲ့ဒီအချိန်မှာသူဟာပူမိပေတာအတင်းကထုတ်ဝေတဲ့ကြောက်ရိုင်းနေရန်ကတ်စာဆောင်ရဲ့စာတီးပြန်ဖြစ်သွားရော စာမိုးတွေဖိတ်ခေါ်ကြစာမိုးတွေရွေးချယ်ကြ လက်ရည်လက်သားကောင်းတဲ့တငယ်ချင်းကိုကိုထွေးနဲ့ဝင်းတော်တို့စာဖတ်များတဲ့ဝင်းတင်နဲ့ရေရှမ်းတို့ကအေဒီတာတွေပကြည်တယုတ်ဖို့ကောင်းတဲ့မောင်မောင်ဆိုမင်းနဲ့စင်မော်တို့ရဲ့အကူအညီမပါဘဲကြောက်ရိုင်းနေရန်ကတ်စားဆောင်ဖြစ်မလာနိုင်ဘူးကြောက်ရိုင်းအကြောင်းပြန်တွေးရင်ပျော်စရာအတိလွမ်းစရာအပြည့်နဲ့မို့သူ့မျက်လုံးတွေဆွဆွကုန်တာပေါ့ကန့်ကော်ရိတ်တမာရိတ်ခိုခဲ့တဲ့သူတွေနဲ့တွေ့တဲ့အခါသူ့ထဲမှာတမာရင်နဲ့တွေကြိုင်တင်းလာပြီး ၊ကြောက်မြက်ပညာ၊ကြောက်ဖြစ်ယုံခြင်းပညာနဲ့ထရဗေဒတွေအကြောင်းနေနှီးနှောပြကြပြန်ရော။ Brandon Compass ကိုအသုံးပြုနေကောင်းငင်ဓာတ်ပုံကြည့်နည်းတွေကို သူ့မှတ်မိနေတော့မယ်။ပကြီးဘိုးဘိုးထုံးနဲ့ဆုံးတဲ့အခါကျတော့သူက ဝင်ပြီးပြောလို့မဖြစ်တော့ဘူး။ပကြီးဆရာကရေစေးပကြီးပါတိတ်ပကြီးတွေအကြောင်းပြောတဲ့အခါမှာသူ့မှာများများဆဆပြောစရာမရှိဘူး။အဲ့ဒီခါသူက အကောင်းဆုံးနားထောင်သူတက်တဲ့ပကြီးကိုဝတ်တုံးရဲ့ရေဟန်း ပကြီးကိုညိုဝင်းရဲ့အလုံလုံပုံလုံနီးပကြီးကိုကျော်တောင်းရဲ့စိတ်ဓာတ်နဲ့လူတွေစိတ်ဝင်စားနေကြတဲ့ပါတိတ်ပကြီးရေဆွဲနီးပညာတွေအကြောင်းပူပူထွန်းကသူ့မျက်စိထဲမှာမြင်ရောင်းလာအောင်ဖွဲ့ဖွဲ့နှဲနှဲပြောတတ်တယ်သူကတော့ဟိုတစ်ချိန်ကစီစည်းပကြီးကိုနည်းနည်းပါပါစမ်းတက်ရေးဆွဲခဲ့ဖို့သူ။ចောင်းပကြီးပြပွဲတွေမှာ လူကျော်လုပ်ခဲ့ဖို့သူမဟုတ်လား။ပကြီးပူပူထွန်းနဲ့တွေ့ရတာသူ့ရဲ့အေးဆက်နေတဲ့ပကြီးရေးချင်စိတ်တွေပြန်ပြီးပူနွေးလာစေတယ်။ ဂီတာနဲ့ပတ်သက်ပြီးရောတငယ်ချင်းတွေနဲ့ပတ်သက်ပြီးရောပြောကြရတဲ့ရင်ပန်းတဲ့အဖြစ်ရှိနေသူကတော့ကိုမိုးမြင့်ပဲသူခံစားမိတာတွေကိုရေးပွဲထားတဲ့တိကျပြားတွေကိုလည်းခဏခဏရွတ်ဆိုပြတတ်တယ်။ဘာဒူရီယာမှလက်ကင်မရှိတဲ့တည်ရည်ဆရာပေါ့။ကစုံကင်းကိုလေတိုးလို့ရိမ့်ရွယ်နေတာလဲပါတယ်လို့ပရွက်စိန်လေးတွေဇပလုံးတွေခြိသွားကြပုံကိုလည်းပမာပြုတ်လိုက်သေးတယ်။ရုပ်ရှင်အပေတန်း ရုပ်ရှင်မော်ကွန်တိုင်းဆိုတဲ့ဘွဲတွေကို ပိုင်ဆိုင်သူကတော့ရဲကြော်စွာတဲ့မြင်မြင်သမျှသူကြည့်ဘူးတဲ့ရုပ်ရှင်ဇက်ဝင်ခန်းတွေနဲ့ဆင်ဆင်တူတဲ့ရေချိုးကြရတာထမင်းယူကြရတာပောက်ပြပောက်ကြရတာအလုံးအလုံးဟောလီဝုဒ်ကထုတ်လုပ်တဲ့ရုပ်ရှင်ကဂျပန်ရုပ်ရှင်ဟောင်ကောင်ရုပ်ရှင်အိန္ဒိယရုပ်ရှင်ကားတွေရဲ့နာမည်တွေနဲ့ဇလန်အကျင်ပြောလိုက်အကျင်ပြောလိုက်နဲ့သူကြည့်ဘူးမှတ်မိနေတဲ့ရုပ်ရှင်ကားတွေကဇက်ဝင်ခန်းတွေနဲ့ ်ဆင်ဆင်တူးနေတဲ့မိန်လာတက်ကြရင်အခန်းချင်းကတ်နေရင်တောင်သူမှတ်မိနေတဲ့ရုပ်ရှင်အကြောင်းဗီဒီယိုတွေအကြောင်းပြန်ပြောပြရင် မစင်နဲ့နန္ဒာကိုတတိမထမိအောင်ပြောနိုင်စွမ်းနဲ့ရှားတီတွေပြောင်းနှစ်တွေကြာညောင်းလာတော့လူတယောက်မှာအမှုပညာဆိုတာမရှိမဖြစ်လိုအပ်တယ်ဆိုတာတိတိလာတယ်လို့အမှုပညာကရင်တွေလဲချင်းချင်းချင်းတွေလဲတက်လာတယ်။အင်းနေနဲ့အော် အပြင်ရောက်ရင်တော့လားဆိုပြီးဆန္ဒရှိတာတွေအာတိတရှိတာတွေတန်းစီစရာဆွဲထားတာဇရာကအတော်ရှေးနေပြီထွက်နေသည်များစာအုပ်တွေမဂ္ဂဇင်းတွေကတော့လားမထတန်းဖင်ကျွတ်ဆွဲအောင်ကိုဖတ်ပြလိုက်အောင်မယ်ရုပ်ရှင်တွေလည်းတကားပြီးတကားတယုံပြီးတယုံစက်တိုက်ကြည့်ပြလိုက်အောင်မယ်ထုတ်ဝေဖြန့်ချိပြီးသားတချင်းတွေအကုန်ကိုနားထောင်ပြခန်းစားပြလိုက်အောင်မယ်ပကြီးပြဝဲတွေစောင့်ကြည့်ပကြီးပြကန်းတွေကိုတဝါကြီးလှန့်ကြည့်လိုက်စမ်းမယ် နေသည်တပခြုံထဲကဂျိုသွေးတပတမျက်မျက်နေပေါ့တကယ်တော့တောင်ရရေကြားထဲကလမ်းကလေးဟာသူတို့တွေအိတ်ရတဲ့မဝင်ကြခင်မှာအညောင်းအညာပြေလမ်းလျှောက်ကြတဲ့လမ်းကလေးရှစ်ပေကိုးပေလောက်ကျဲတဲ့မြေသားနဲ့နဲ့တဲမျက်မျက်နဲ့ဖွဲ့တည်နေတယ်ဒီထဲကနေအိမ်ကိုပြန်ရောက်ဖို့စွမ့်မရဲ့သုံးဖို့တဖို့ကြိုက်ရလားဘယ်လဘယ်ရမှာအိမ်ပြန်ရောက်မှလဲတွေ့ကြချက်ကြတာဒီတဲမြေလမ်းကလေးပေါ်မှာပဲပေါ့ မဟာဗုဒ္ဓထုခဲ့ကြတာအောင်လန်ထူစစ်သူကြီးပွဲတွေရော စနကပြက်ကင်းတွေတစ်ထိတ်စီငါးအလဲတိုင်းဆက်နှစ်ပြိတ်တွေ ရေးချက်တွက်ချက်ကြတဲ့မြေတင်ပုံတဲစာအုပ်ကြီးလေလန်ကလေးရဲ့ဟိုဘက်မှာရှိတဲ့ကစုံကင်းကြီးတွေက အရွက်ကလေးတွေနဲ့လန်ကလေးရဲ့ဒီဘက်မှာရှိတဲ့ဟင်းနုနယ်ပင်တွေဟာဆွေမတော်မျိုးမတော်ကြပါပဲနဲ့လေးတိုက်တိုင်းရင်းကနေကြတယ်တိမ်ညိုတိမ်မဲတွေအထုလိုက်အထဲလိုက်စုပြုံချစ်တက်လာပြီဆိုရင် ဟောဒီအခြေရက်မှာမိုးကမရွာပဲကိုမနေဘူးပြိုမတက်ရွာတတ်တယ်အဲ့ဒီလိုရွာချပြီဆိုရင်အလွမ်းတက်ခံတွေနဲ့ပြည့်နှက်နေတဲ့သူ့အဖိုးပိုလွမ်းစေတော့တာပေါ့သူမှာတန်ရောစင်တွေခင်မင်မှုတွေတွေ့တာကြရတွေအများကြီးထားရခဲ့ရတာမဟုတ်လားလွမ်းမိုးဆွေတာနဲ့အမှုပညာငတ်မွဆာလောင်နေတာနဲ့ပေါင်းမိပြီးသူအထော့ကိုအနေရအထိုင်ရခက်နေမိတယ်မိုးတွေတဲတဲပဲရွာရွာဖွဲ့ဖွဲ့ပဲရွာရွာ မိုးတိတ်သွားရင်ရေတွေစီးသွားစိမ့်သွားပြီးကြံရစ်ခဲ့တဲ့တောင်ရခင်းတွေကြားကလမ်းကလေးရဲ့မျက်နှာပြင်အကျော်တင်းနေပုံကခြေချရရစရာမရှိဘူး။ဗန်တဲ့ကဖုတ်ပြီးသားစနုံမကင်းမုံတွေလိုပဲမိုးမိုအီအီတင်းတင်းရေရေလေး။ပကြီရေးကျင်စရာအယုတ်တွေဆွဲကျင်စရာကြပြားတွေချရေးကျင်စရာတဲမြေပြင်အီအီဆူဆူကကြပြားတွေလာရေးလှဲပါပကြီဆွဲလှဲပါလို့သူ့ကိုလက်ရက်ခေါ်နေတယ်လို့ပဲလေ။ ဒုက္ခလေးတစ်ချောင်းသူလိုက်ရှာတယ်။ကြံခဲ့တဲ့မိသားစုကိုလွတ်နေသူဆိုတော့မိသားစုနဲ့အတူနေခဲ့တဲ့အိမ်ကလေးသူ့ချွေးနဲ့စားနဲ့တိဆောက်ခဲ့တဲ့အိမ်ကလေးတသက်လုံးဘယ်တော့မှမခွဲပဲနေခြင်းတဲ့မိသားစုနဲ့ဘယ်တော့မှမခွာခြင်းတဲ့အိမ်ကလေးမိသားစုကိုလွတ်စွာတရိယာစိတ်ကလေးကိုလွမ်းတန်းတာစိတ်ကလှိုက်လှိုက်တက်လာတယ်။သူရှားနေတဲ့ဒုတ်ချောင်းလေးတွေ့တော့တဲမြေမောင်မပေါ်မှာ သူ့အိမ်ကလေးရဲ့ပုံကို ရေးဆွဲပြလိုက်တယ် ဟောတာကဝရန်တာလေးအရင်ဝကမိုးထားတဲ့အင်္ဂလိပ်ကို သူကအသေးပကြေးထဲမှာတော့စိတ်ကူးရှိတဲ့အတိုင်းသွမိုးနေဒါကအရင်ကပြတင်းပေါက်အခုသူရေးနေတဲ့အင်္ဂလိပ်မှာပြတင်းပေါက်ခတ်ကျဲကျဲတကားလဲငကိုအရှိထက်ကျဲလိုက်တယ်ဒီဘက်မှာသူတို့ဇနီးမောင်နှံလက်ထက်ကြတဲ့တရက်နေ့အထိမ်မှန်စိုက်ထားတဲ့တဲပင် အရွက်တွေကဝေစီလို့သူ့စိတ်ကိုယ်ထဲမှာညှို့နေအောင် အကိုင်းတွေအခက်တွေဝေစီးနေမဲ့တဲပင်ကိုမြင်ရရင်တဲမြေပေါ်မှာတဲပင်တပင်ရေးလိုက်တယ်။လေကားရဲ့ညာဘက်မှာတက်ဦးလေးဗရမယာသွေးမွေးတဲ့အထိတ်မှန်နေနဲ့စိုက်ထားတဲ့စိန်ပန်းနေပင်ကလည်းအုပ်အုပ်ဆိုင်ဆိုင်။စုတ်တန်းတွေနဲ့အနစ်နဲ့အလားလားဝေးနေတဲ့လူလက်ထဲကဝါးဒုက္ခနောင်းလေးမှာပကြီမော်နဲ့နုပညာဇန်တွေကင်းဝပြန့်နှံ့နေကြပြီလား။စပယ်ယုံကလေးကလည်းမပါမဖြစ်သူ့သမီးလေးစပယ်မြင့်မွေးနေမှာစိုက်ခဲ့တဲ့စပယ်ယုံကလေး ိမ်မှာတော့ဒီစပယ်ယုံလေးရဲ့အချိန်မှာထုံးကြောက်တွေပတ်ချဝိုက်စီစီရီရီပတ်ဝိုင်းထားတာလေသူတကုတ်ကုတ်နဲ့ပကြီဆွဲနေတာကိုပကြီဆရာပူပူထွန်းလာကြည့်ပြီးပကြီဆရာပါ သူ့စီကပကြီရေးချင်စိတ်ကကူးဆက်သွားတယ်ထင်ပါရဲ့ပကြီဆရာက သူ့စကားဆယ်ခွန်းမှာ6ခွန်း9ခွန်းပါတတ်တဲ့သူ့ရဲ့သားကလေးပုံတူကိုရေးလိုက်တယ်သူ့သားလေးနဲ့ပူပူထွန်းသားလေးကအသက်အရွယ်တွေမတိမ်မရင်ကြွန့်ကြံသူရေးတာဆိုတော့ခဏလေးနဲ့ပြီးသွားပြီး ပုံကလေးကချစ်စရာလေးပါဖန်ဖောင်နေရွက်ကားကားလေးသူတို့နှစ်ယောက်ပကြီရင်းနေကြတာကိုမိတ်ဆွေအခန်းပေါ်တွေအညောင်းပြေလမ်းလျှောက်ကြသူတွေလာကြည့်ကြတယ်တချို့ကလည်းခီးသွားဟန်လွယ်တချို့ကလည်းစိတ်ဝင်တစားလာကြည့်ကြတယ်တစ်ကနဲ့ရှစ်ထီရှိတဲ့အခန်းရှိကတရေကြီးလိုဘလူကြီးဘလူလေးတရေလေးတွေလည်းပြပွဲကြီးပြိသက်ထဲမှာပါတယ်လေနောက်နေ့တွေမှာတော့ပကြီဆရာရွက်ပုံးသေးတွေပကြီဝါသနာရှင်တွေ ပကြီလက်တင်တွေဝင်ပြေလက်ဆွမ်းပြကြသလိုပြပွဲကြီးပြိသက်ဥယေလဲပထမနေ့ကထဲအများကြီးတိုးလာတယ်။ရေးကြတဲ့အကြောင်းအရာတွေကလည်းကို့ဝါသနာနဲ့ကို့ကို့ခံစားချက်နဲ့ကိုအပြင်မှာပကြီဆရာကြီးတွေပကြီပစ္စည်းတွေဈေးကြီးမြင့်လို့ရတက်မအေးဖြစ်နေချိန်မှာသူတို့ကတော့ကုန်ကြစီအလင်းမရှိပဲပကြီကားတွေဟော့တကားဟော့တကားရေးနေကြပြီ။ကျက်သားကျော်အမီနဲ့အကောင်းစားအရက်ပလင်းပုံရေးသူရှိတယ်လို့ မေနဲ့မောင်နဲ့ဖဲမွေရာပေါ်မှာအတူရှင်တွဲအိတ်နေကြပုံ ရေးသူလည်းရှိတယ်။ဆေးမင်ကြောင်ရုပ်ကဒီဇိုင်းဆန်းဆန်းအယုတ်တွေရေးသူရှိတယ်လို့ရေကူးဝတ်စုံနဲ့အတိုင်းထွားစံချိန်ပြည့်စံချိန်လွန်ပုံတွေရေးကြသူတွေလည်းရှိတယ်။တော်ကားတောင်ကားရာကားရာလွမ်းသူအိမ်သူတွေလည်းပါတာပေါ့။သူကတော့တတ်ထားကိုတတိယနေတာနဲ့မအိမ်သူရဲ့ပုံတွေကိုဇန်အဖြစ်နဲ့ရေးတယ်။အတက်နိုင်ဆုံးတူအောင်စူးစမ်းရေးတယ်။နာရန်ဆင်းဆင်း နှခမ်းပါပါ စပင်တွေကတွေဖြောင်းဖြောင်းမျက်ရည်ကပါတယ်ဆိုရောမျက်မှန်ကဘဲဥပုံ စပင်တွေကပိပိရီရီပြုံးနေရနေတာပဲမြင်ချင်းစိတ်နဲ့သွားကလေးတွေပေါ်ယုံလောက်ပြုံးနေတဲ့ပုံရေးလိုက်တယ်။ဘဲကနေဘလို့စိတ်ကူးရတယ်မသိဘူး။တတ်ထားရဲ့နရွက်အဖျားမှာ အရွယ်အလောတော်လောက်ကွာဆိုင်ကြောက်ကလေးနှလုံးငကတ်အနေနဲ့ကောက်ပန်းပေးလိုက်တယ်။ဒီငကတ်နှလုံးမပန်းခင်မှာ ကွာဆိုင်မှာကတ်နေတဲ့သဲမုံတွေကို ပစိုးပြူနဲ့ဆင်နေအောင်ပုတ်လိုက်သေးတယ်။ပြီးတော့ရင်းညွန့်ကနေလဲပင်အထိအနားမှာရှိတဲ့ကွာဆိုင်မှာပဲထုံးကြောက်ရောင်စုံတွေရှောက်ကောက်ပြီးလဲဆွဲနေတဲ့အလှဆင်စီချဲပေးလိုက်တယ်။သဲမီဘောကသူ့လိုရေးကြတဲ့သဲမီကပလာတချောင်းဆွဲပကြီးတွေဟာဘဝတူတွေအတွက်တော့တော့ကအဘူအပင်အမောအလွမ်းတွေအထိုက်အလျောက်ပြည့်စည်လိမ့်မယ်ထင်ပါရဲ့။ ူတို့အားလုံးအိတ်ဆောင်တဲ့ဝင်ကြရတဲ့အချိန်မှာတော့ကပ်ပလီပင်လယ်အော်ကတိမ်ပုတ်တိမ်ညစ်တွေကရောင်းဖင်ကြားမြောင်အောင်ကြိုက်လက်ပန်းပေါက်တွေတဖြောင်းဖြောင်းခတ်ပြီးဘလူးဆိုင်တီးတက်လာကြတယ်။အိတ်ဆောင်တဲ့မှာတန်းစီထိုင်းနေကြရင်အခန်းသားတွေကတဲမြေပေါ်မှာရေးထားတဲ့ပကြီးတွေစီလှန့်ကြည့်လိုက်ကြ။ကောင်းကင်မဲမဲကြီးကိုလည်းမြတ်တော်ဝင့်ကြည့်လိုက်ကြနဲ့ခနာမငြိမ်ကြဘူး။ပကြီးရေးတဲ့သူမဆိုထားနဲ့။ ကြည့်ကြတဲ့ပြိတ္တတောင်းမှပကြီကားတွေအပေါ်မှာတန်ရုံးစဉ်ဖြစ်နေကြပါပေါ့လား။တရေကြီးကတော့တုတ်တချောင်းကိုညာလက်မှာကင်ထားပြီးအခန်းရဲ့ရှေ့ထိတ်နောက်ထိတ်လမ်းလျှောက်ရင်ဘယ်လက်နဲ့စိတ်ပရိစိတ်နေတယ်။ပျက်စီးတွေဝင်းကနေပြုတ်ကနေလက်သွားမိုးချိန်တန်တွေပောက်ကွဲထစ်ချုံးနေတဲ့အပြင်ဘက်ကိုတစ်ချက်တစ်ချက်ငေးလို့နေပြန်တယ်။မကြခင်မှာပဲအုတ်ရိုးတွေအပေါ်တောင်ရာတွေအပေါ် ။သွပြားတွေအပေါ်မိုးစစ်သည်တွေတရမန်ချန်ခုံပေါက်ပြေးဆင်းလာကြတယ်။ရွာနေတာမှအညိုးတကြီးနဲ့ရွာနေတယ်လို့မျိုး။ကစွန်ပင်တွေလည်းပြပြဝင့်နေကြတယ်လို့ဟင်းနုနယ်ပင်တွေလည်းခက်ကုတ်ကုတ်နဲ့ချမ်းနေရှာကြတယ်။အခန်းထဲမှာခောက်တုံခောက်ပြန်လမ်းလျှောက်နေတဲ့အခန်းလူကြီးကနှမျောချီကတော့ကောင်းတာပေါ့။သင်္ခါရကြီးပဲလေ။ဒါပေမဲ့မိုးတိတ်သွားရင်တော့ကြံရစ်တဲ့သဲမြေလေးဟာ အကြည်ရေးဖို့ကောင်းတဲ့မြေပြင်ပြန်ဖြစ်လာအောင်ပါတဲ့တရေကြီးပစက်ကလူစကားထွက်လာတယ်ညီပို့လေးလက်ပေါ်ကိုအုပ်တော့မြတ်ကျော်ပစိုးစုံနဲ့မဂ္ဂဇင်းဝတ္ထုတို့များစအုပ်နာဆင်အပေးခဲ့ကြတဲ့သူ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။